လွန်ခဲ့တဲ့၈နှစ်ကျော်တက်ကရစ်တချို့ကိုတတိယမိပါတယ်အတီကြာပြောရမယ်ဆိုရင်တော့2018ခုနှစ်ဇွန်လ30ရက်နေ့ကိုပါရန်ကုန်မြို့ရန်ကင်းမြို့နယ်လပိဆိုင်တဆိုင်မှာအသက်64နှစ်အရွယ်အမျိုးသားတယောက်ရုတ်တရက်မူလဲတည်ဆုံသွားခဲ့ပါတယ်အကြောင်းကတော့မြမစပအုံးသဘာမီစ်ဖိုက်သွန်လို့လူသိများကြတဲ့အွန်လိုင်းဆန်ကရုရှားနိုင်ငံသား Vitali Vidic ကို အနိုင်ရပြီး One Championship MMA တိုင်းပေါင်းဆုံး Middleweight ဝိတ်တန်းရဲ့ကမ္ဘာချန်ပီယံဖြစ်ခဲ့တဲ့ပွဲကိုကြည်ရင်စိတ်လှုပ်ရှားပြီးထိတ်ဆုံးသွားခဲ့တာဖြစ်ပါတယ်ဒီဖြစ်ပျက်တွေဖြစ်ပျက်သွားခဲ့တာ၈နှစ်ကျော်ကြာခဲ့ပါပြီ ဝမ်ချမ်ပီရှစ်ကလည်းမြန်မာဂျပန်အုံရဲ့ကမ္ဘာချမ်ပီယံဖြစ်ခဲ့တဲ့ဒီအောင်မြင်မှုကိုအွန်လိုင်းဆန်ရဲ့တမိုင်းဝင်မိကွန်းလို့ဆိုပြီးတော့အဲ့ဒီပွဲစဉ်ရဲ့အစအဆုံးကို YouTube မှာဂုံပြူမှတ်တမ်းတင်ထားပါတယ်လူတူအုပ်ကိုတေဆုံးသွားစေနိုင်လောက်တဲ့ရင်ခုန်စိတ်လှုပ်ရှားမှုမျိုးလူတူအုပ်ကိုမျက်ရည်ဝဲလောက်တဲ့အထိကြက်သိန်းတွေတပြန်းပြန်းထစေနိုင်ခဲ့တဲ့သူမြန်မာဂျပန်အွန်လိုင်းဆန်တယောက် ပြီးခဲ့တဲ့2025အောက်တိုဘာလ4ရက်နေ့မှာပဲသူ့ရဲ့ MMA ကစားသမားဘဝနောက်ဆုံးပွဲကို အနိုင်ရလက်နဲ့နှုတ်ဆက်သွားခဲ့ပြီဖြစ်ပါတယ်။အွန်လိုင်းအောင်မြင်မှုဟာ Middleweight Weightan ကမ္ဘာချန်ပီယံအဖြစ်နဲ့ပဲရင်မသွားပါဘူး။2018ခုနှစ်မှာတော့ Alejandro Machado ကို အလဲထိုးအနိုင်ယူပြီး One Light Heavyweight MMA Weightan ရဲ့ကမ္ဘာချန်ပီယံဖြစ်ခဲ့ပြန်ပါတယ်။ online ဆိုင်ရဲ့အောင်မြင်မှုကသူ့အတွက်တသက်မဟုတ်ခဲ့ပါဘူးမြမတမိုင်းမှာပါပထမဆုံး MME တိုင်းပေါင်းစုဝိတ်တန်းနှစ်ခုရဲ့ကမ္ဘာချန်ပီယံတစ်ယောက်ဖြစ်မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်ဒါပြင်2019ခုနှစ်မှာပြုလုပ်တဲ့ World MME Awards အဖွဲ့ကပေးအပ်တဲ့တနစ်တာအတွင်းနိုင်ငံတကာမှာအကောင်းဆုံး fighter ဆုကိုလည်းရရှိခဲ့ပါသေးတယ်အဲ့ဒီကာလတွေမှာ One Championship ဝိတ်တန်းနှစ်ခုရဲ့ကမ္ဘာချန်ပီယံဖြစ် အောင်လအပြင်တဦးပဲရှိခဲ့တယ်လို့မှတ်တမ်းတွေအရသိရပါတယ်။ဒါပြင်အောင်လဆန်ရဲ့အောင်မြင်မှုဟာ တိုက်ခိုက်ရေးအားကစားမှုဝါသနာပါတဲ့မြန်မာနိုင်ငံကမျိုးဆက်သစ်တွေအတွက်လည်းမျိုးစိကျဲလမ်းသစ်ဖောက်ခဲ့သူလို့ဆိုရပါမယ်။အာဏာရှင်အဆက်ဆက်ကြောင့်အလောက်ကန်ရှားပါတဲ့မြန်မာပြည်မှာအောင်လဆန်အားဖြင့်ဒီနေ့ One Championship ပြိုင်ပွဲမှာမြန်မာလူငယ်တိုက်ခိုက်ရေးကစားသမားတွေများစွာအတက်မွေးဝမ်းကြောင်းခွင့်ရနိုင်ကြပါတယ်။ မျိုးဆက်တဲ့မြန်မာဖိုက်တာတွေကိုလည်းသူ့ကိုအားပေးခဲ့တဲ့နီးတူအမြင်အားပေးဖို့အောင်လာကသူ့ရဲ့ကြကြသမားဘဝနောက်ဆုံးပွဲမတိုင်ခင် BBC နဲ့တီးတန့် interview ကနေတချင်တိုက်တွန်းခဲ့ပါတယ်ကျေးဇူးတင်ကျွန်တော်သူတို့ကြောင့်ပဲကျွန်တော်ဒီလိုမျိုးအာအားရတဲ့ဒီလိုမျိုးအောင်မြင်မှုတွေကျွန်တော်ရရှိခဲ့တယ်။အဲ့ဒီအတိုင်းပဲကျွန်တော်ပြေးတော့အားပေးစတယ်မဟုတ်လားကျွန်တော်လာမဲ့အဲ မြန်မာဖိုက်တာကိုအားပြီးပါသူတို့အတိုက်တွန်းမှာကျွန်တော်ပဲကျွန်တော်ကိုပဲချစ်ခဲ့လို့သူတို့လည်းအားပြီးပါချစ်ခဲ့ချစ်ချစ်ကလေးလေးစားပါလို့ကျွန်တော်တိုက်တွန်းချင်တယ်တော့ So မြန်မာဖန်ကျေးဇူးများတင်အားလုံးကိုကျွန်တော်ရမ်းချစ်တယ်အင်ချန်အောင်လာငေဘွားနဲ့ MME ကစားသမားဘွားအောင်လာဟာကချင်မျိုးနွယ်ကျူ6မျိုးတွေကဂျင်းဖောလူမျိုးဖြစ်ပါတယ အောင်ဆိုတာကမြန်မာလိုအောင်မြင်မှုလို့အဓိပ္ပာယ်ရပြီးလာဆိုတာကတတိယမြောက်သားကိုဆိုလိုတာဖြစ်ပါတယ်။အင်ဆန်ဆိုတာကတော့မြူးယူနာမည်ပါ။အောင်လာကိုကချင်ပြည်နယ်မြချင်းနာမျိုးဒုက္ခထောင်ရက်ကွက်ကကြောက်ကုန်တဲ့ဦးအင်ဆန်တူအောင်နဲ့ဒေါ်ရှရန်နံဘူတို့က1985ခုနှစ်မေလ22ရက်နေ့မှာမွေးဖွားခဲ့တာပါ။မွေးချင်း9ယောက်ရှိတဲ့အထက်မှာတတိယမြောက်သားဖြစ်ပါတယ်။ငယ်စဉ်ဘွားကအတန်းပညာကိုတော့ရန်ကုန်နိုင်ငံတကာကျောင်းတစ်ခုမှာတက်ရောက်သင်ယူခဲ့ပြီး 2003ခုနှစ်18နှစ်သားအရွယ်မှာတော့အမေရိကကိုပြောင်းရွှေ့ကာအမေရိကမှာပဲစိုက်ပျိုးရေးသိပ်ပံအထူးပြုဘာသာရပ်နဲ့ဘွဲရခဲ့ပါတယ်။ဘွဲရပြီးတဲ့နောက်ပြားမွေးမှုရေးလုပ်ငန်းမှာအလုပ်လုပ်ခဲ့ပြီးနောက်ပိုင်းမှာတော့ MMA ကစားသမားဘဝကိုခြေစုံပြစ်ဝင်ဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။၂004ခုနှစ်ကစလို့ဘရာဇီးလူမျိုးတို့ရဲ့ဂျူဂျစ်စုကိုကံပညာကိုစတင်လေ့ကျင့်ရတာကနေ MMA တိုင်းပေါင်းစုံလောကကိုဝင်ရောက်လာခဲ့တာလို့အောင်လာကအင်တာဗျူးတစ်ခုမှာဖြေကြားခဲ့ဘူးပါတယ်။ဒါပြင်အောင်လာဟာထိုင်းလူမျိုးတွေရဲ့ကိုယ်ခံပညာမွေထိုင်းကိုလည်းကျွမ်းကျင်နေသူဖြစ်ပါတယ်။ MMA တိုင်းပေါင်းစုံကစားသမားဘဝကို2005ခုနှစ်အမေရိကန်နိုင်ငံကယ်လီဖိုးနီးယားမှာအပျော်ရမ်းပြိုင်ပွဲတွေကနေစတင်ခဲ့တာပါ။2014ခုနှစ်မှာတော့ဝမ်ချမ်ပီယံရှစ်နဲ့စတင်လက်တွဲခဲ့ပြီးအဲ့ဒီတစ်နှစ်ထဲမှာပဲအမေရိကန်လူမျိုး ကက်သရင်းနဲ့လက်ထပ်ပြီးတော့တာတုံသမီးတူထွန်ကားခဲ့ပါတယ်။ Hall of Fame နဲ့အောင်လန်းချန် Hall of Fame ဆိုတာဟာနေပယ်တစ်ခုခုမှာထူးကျွန်တဲ့သူ အောင်မြင်သူတွေနဲ့လူတွေအဖို့ဆံပြူးထိုက်တဲ့သူတွေအတွက်ဂုံပြူဖော်ပြတဲ့နေရာပဲဖြစ်ပါတယ်။ဥပမာဂီတနေပယ်မှာပေါ့ပြင် King of Pop လို့လူသိများတဲ့ Michael Jackson စာပေလောကမှာတော့ William Shakespeare နဲ့အနုပညာလောကမှာတော့ Leonardo Da Vinci ဆိုပြီး နယ်ပယ်တစ်ခုခုမှာတဖက်ကန်းကတ်အောင်ဒူးကျွန်သူတွေကို Hall of Fame ဖြစ်ဂုဏ်ပြုဖော်ပြထားကြပါတယ်အာရှမှာအကြီးမားဆုံး Miss Marshall Arts MMA တိုင်းပေါင်းစုံအဖွဲ့အစည်းလိုလူသိများတဲ့ဝမ်ချန်ပီယံရှစ်အဖွဲ့ချုပ်ကမြန်မာပြည်ဖွာကချင်တိုင်းရင်းသားအောင်လန့်ချန်ကို Hall of Fame အဖြစ်ဂုဏ်ပြုဖော်ပြခဲ့ပြီဖြစ်ပါတယ်။ဝမ်ချန်ပီယံရှစ်ဆိုတဲ့အဖွဲ့အစည်းကို2012ခုနှစ်စင်ကာပူနိုင်ငံမှာ Chatri နဲ့ Victor Q ဆိုတဲ့သူတွေကစတင်တည်ထောင်ခဲ့ကြတာပါ။ အာရှလူမျိုးတွေကိုကမ္ဘာရှင်ပေါ်မှာထင်ရှားဖို့ရည်ရွယ်ချက်နဲ့14နှစ်ကြာကျင်းပလာတဲ့ One Championship မှာ Hall of Fame အဖြစ်ဂုဏ်ပြုထားတဲ့သူ များများစားစားမရှိသေးပါဘူး။မြမဇပုံအောင်လန်ချန်အပါဝင်မှာ3ပဲရှိသေးတယ်လို့သိရပါတယ်။ One Flyway Weightan ရဲ့ကမ္ဘာချန်ပီယံဖြစ်ခဲ့တဲ့ Dimitri ရဲ့ Johnson ကတော့ပထမဆုံး1ရဲ့ Hall of Fame အဖြစ်ဂုဏ်ပြုခံခဲ့ရပြီး နောက်တူကတော့ one bandon weight weight တန်းက viviano fernandez ပဲဖြစ်ပါတယ်။အောင်လာဟာသူ့ရဲ့ MMA တိုင်းပေါင်းစုံ ကစားသမားဘဝတလျှောက်စုစုပေါင်း46ပွဲထိုးသတ်ခဲ့ပြီး30ပွဲအနိုင်နဲ့15ပွဲရှုံးရလက်ပိုင်ဆိုင်ခဲ့ပါတယ်။2014ခုနှစ်မှာတော့လက်သွဲခဲ့တဲ့ one championship မှာပဲပွဲပေါင်း20ကစားခဲ့ပြီး15ပွဲနိုင်5ပွဲရှုံးရလက်နဲ့ကစားသမားဘဝကိုအဆုံးတတ်ခဲ့တာဖြစ်ပါတယ်။ ကစားသမားဘဝနောက်ဆုံးပွဲကိုမြန်မာပြည်သက်တွေနဲ့မြန်မာပြည်မှာပဲထိုးသက်ခဲ့ခြင်းနဲ့အောင်လန်ဆန်အောင်လဟာသူ့ရဲ့ကစားသမားဘဝနောက်ဆုံးပွဲကိုမြန်မာပြည်မှာနှုတ်ဆက်ထိုးသက်ခြင်းတယ်လို့သူ့ရဲ့နောက်ဆုံးပွဲမတိုင်ခင် BBC နဲ့အင်တာဗျူးမှာလည်းဖွင့်ဟခဲ့ပါတယ်ဒါပေမဲ့အာနာတိန်ထားတဲ့စစ်တပ်ကြောင့်ပြင်းထန်လာတဲ့နှစ်ဖက်တိုက်ပွဲအခြေအနေနိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့်မြန်မာနိုင်ငံမှာထိုးသက်ရင်သူ့ရဲ့ပြည်သက်တွေကိုနှုတ်ဆက်ဖို့မဖြစ်နိုင်ခဲ့ပါဘူး မြန်မာပြည်မှာနောက်ဆုံးပွဲကိုမြန်မာပြည်သက်တွေနဲ့နောက်ဆုံးထိုးသက်ခြင်းနဲ့သူ့ရဲ့ဆန္ဒမပြည့်ခဲ့ပေမဲ့လည်းအောင်လာနောက်ဆုံးထိုးသက်ခဲ့တာဗန်ကောက်မြို့မှာဖြစ်တာကြောင့်မြန်မာပြည်သက်တောင်းနေချီအမခန်းလာရောက်အပီနှုတ်ဆက်ခဲ့ကြပါတယ်လူရတဲ့တာမှာအစားရှိရအဆုံးရှိရနော်အဲ့ဒီအစားရှိလို့အဆုံးရှိရအချိန်မှာကျွန်တော်ကအာစိတ်မကောင်းဘူးစိတ်စိတ်မကောင်းချင်တယ်လို့ အဲ့ဒါပြီးတော့အာကိုအကောင်းဆုံးလုံးထားရဆိုတော့မမအဲ they should no regret no regrets on the people The former two division world champion is gonna be inducted into the Hall of Fame in one championship. You will go down in history as one of the best to ever do it, my man. သူရဲ့အောင်မြင်မှုတိုင်းမှာမိသားစုနဲ့ပြည်သက်ကြောင်းလိုအမြဲထွက်ဆိုခဲ့တဲ့မြမဇပုံအောင်လန့်ချန်ဟာအင်မတန်နှိမ့်ချသူသူဖြစ်နိုင်ငံတကာမှာကြော်ကြားပါတယ်။ဒါပြင်ဝမ်ချက်မြင်ရှင်မှာနှစ်ထပ်ကွန်းချန်ပီယံဖြစ်ပြီးတဲ့နောက်2022ခုနှစ်မှာခပတ်နှစ်ခုလုံးကိုဆက်တိုက်လက်လွတ်ခဲ့ရပေမဲ့နောက်ထပ်အောင်မြင်မှုတွေအတွက်စ조사မှုကတော့မရက်တန့်ခဲ့ပါဘူး။အသက်အရွယ်နဲ့ဒဏ်ရာတွေကြောင်းကစားသမားဘဝကိုနှုတ်ဆက်ခဲ့ရတဲ့အကြောင်း BBC နဲ့အင်တာဗျူးမှာဖွင့်ဟရင်း အစနဲ့အဆုံးရှိတဲ့လူအသက်တာမှာအကောင်းဆုံးလုပ်ခဲ့တဲ့အတွက်နောင်တမရှိသင့်တဲ့အကြောင်းသူရဲ့နောက်ထပ်ပန်းနိုင်ကတော့မျိုးဆက်တစ်တွေအတွက်ဖြစ်တယ်လို့ဖြေချရင်အောင်လဟာ MME ကစားသမားဘဝကိုနှုတ်ဆက်သွားခဲ့ပြီဖြစ်ပါတယ် talented i'm not good i'm not fast but with you i have courage i have strength i have what needs to win the world title you the people's champion all week, and now you are the one middleweight world champion. How does that sound? Yama, yeah, how does it sound? You have a world champion. How does it sound, Yama? Yeah, all right, thank you all for your love and support.